တမီးကြတော့ဖအေဆိုတော့လေတားကြတော့ကိုအားကိုရတာပေါ့တမီးသာသာနေတော့တခုခုဆိုတော့တမီးလေးကလေတရာမှာ60ရာခိုင်နှုန်းတော့ကသူနဲ့တူတာပေါ့အဲ့တော့ဟုတ်ပြီလို့အားဆိုလို့ရှိရင်ဒီတစ်ခါတားလေးကြရင်တော့တရာမှာ60ရာခိုင်နှုန်းကနဲ့တူမှာဖြစ်တော့ဗိုက်နဲ့ပွက်တယ်ပထမဆုံး feeling ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရပါဘူးပွက်တာမှာအဲ့ပွက်ပြီးရင်ဟိုဟိုလည်းတက်အောင်မယ်လေတန်တယ်တန်တယ်မှာလည်းပဲရုပ်ရှင်ကားမှာဟုတ်တယ်ရုပ်ရှင်ကားကြီးမှာလည်းတော့တနေရာနေပါထားတာဆိုတော့ဟုတ်အဲ့ပွဲတက်တဲ့သူက ဒီတော့ပူနေလိုက်ဟိုရှက်တာဆိုတာလည်းပြောရမလဲနည်းနည်းတော့တမျိုးပေါ့နော်စိတ်ချမ်းဘောတော့ကြိုက်ခေါ်တယ်ဆန်းတယ်လေအမှတ်တရဖြစ်တာပေါ့နော်တန်တယ်ပွဲမှာအမှတ်တရပေါ့ဘာကြီးနဲ့တတ်တယ် သူတို့ရဲ့မိခင်တွေဖခင်တွေရှိကိုလာတဲ့အခါမှာကံကောင်းခြင်းညီမျိုးစုံနဲ့လာတယ်တချို့လည်းပဲဒီပေါက်ချက်ပဲဖြစ်ရှင်ဖြစ်မှာပေါ့တချို့လည်းပဲတကယ်ဟိုစီးပွားရေးတွေအဆင်ပြေတဲ့ဟာမျိုးတွေလည်းရှိမှာပေါ့ခင်ဗျားတို့ကတော့ခင်ဗျားတို့ရှိကိုလာတဲ့ကံကောင်းခြင်းလေးကတော့ဒီလိုနီးလေးနဲ့လာတာပေါ့နော်ဟုတ်အဲ့လိုမျိုးပဲပြီးတော့အတူပေးလာပဲတနည်းလေးအတူပေးလာလိုက်လည်းအများကြီးပဲသူဆိုသူ့လဝရရိုက်ခံရတယ် သူရိုက်ပြီးပြီဆိုလို့ရှိရင်ဝင်လာเนาะဒါတော့ကိုရီးယားကိုရီးယားခံစားချက်ပါဟုတ်ခံစားချက်ပေါ့ဒါဒါမိသားစုတိုင်းမှာလည်းအဲ့လိုမျိုးရှိပါတယ်အဲ့လိုမျိုးလေးဒါကျွန်တော်တို့ရဲ့ဟာပေါ့ဟုတ်